မင်္ဂလာပါမေလ3ရက်နေ့မှာဒီသတင်းကြတာအိန္ဒိယနဲ့ပါကစ္စတန်ရဲ့အကြောင်းကအာစစ်ဖြစ်ဖို့အခွင့်လက်နေတော့ပြီဆိုတဲ့အကြောင်းပေါ့ဒါတော့သတင်းကောင်းလို့ပြောရမှာဖြစ် X Rolls or Rolls အိန္ဒိယမျိုးသားထောက်လှမ်းရေးအကြီးအကဲပေါ့ Chief admits ရကသူဝန်ခံ ပြောဆိုလာတာကဖြောက်ချက်ပေးတယ်လို့ပြောရမှာပေါ့နော် A security failure of her her gun ဆိုတဲ့ attack body ကာရှမီးယားမှာတိုက်ခိုက်မှုဖြစ်တဲ့ဖာဂန် attack က အဓိကကတော့ secure security failure ပေါ့ဒီအိန္ဒိယအမျိုးမျိုးသားဒီ agency သမို့ထောက်လန်းရေးပေါ့ထောက်လန်းရေးရဲ့အဓိက security failure ဆိုတာသူတို့ရဲ့နိုင်ငံရေးအာလုံခြုံရေးပေါ့လုံခြုံရေးအဓိကအားနည်းချက်ဖြစ်တယ်ပေါ့ failure ဖြစ်တယ်ဆိုတော့ဆိုတော့ဒါကပြောတာက no chance ဆိုတာဒီနေ့မှာအဓိပ္ပာယ်မျိုးပြန်လို့ရတယ်တခုကကြတော့ အခွင့်လမ်းမရှိဘူးတခုကတော့ဖြစ်နိုင်ခြင်းမရှိဘူးလို့ပြောလေရဂျာ World with Pakistan ဘာဖြစ်နိုင်လဲမလွယ်ဘူးခုနှစ်ရက်တည်းမှာတည်တဲ့အချိန်မှာ152တန်းလောက်တွက်ချက်ထားတည်နိုင်နေတယ်ဆိုတော့ဒါလို့ဆိုတာနျူကလ িয়ার ပေါ့နျူကလ িয়ার အာမဂါရမ်ဆိုတာအာကဘာဖြစ်လက်နက်လို့ဒီတုံးကြမှာလူတွေကိုတွေပေါ့နော်မကြည့်တဲ့အချိန်မှာတနိုင်ငံ100နေဘလောက်နျူကလ িয়ার ရှိတယ်ဆိုတော့နောက်တစ်ခုကတော့ယူကရိန်းကိစ္စဆိုတော့ထရန့်နဲ့ယူကရိန်းကအဆင်ပြေသွားပြီဆိုတော့လက်နက်တွေ ပေးပြီပေါ့အဲ့ဒီကိစ္စရှိတယ်အဲ့တော့လန်နက်တွေပေးတယ်ဆိုတော့ဒီ gift slansky arms arms လန်နက်တွေကို slansky ကိုပေးလိုက်တယ်ပေးလိုက်တာကအဓိကကစစ်ပွဲနိုင်မှုမဟုတ်ဘူး bleed ဆိုတဲ့ဟာကဟိုတွေးထက်တန်ယူဖြစ်ဖို့ဖြစ်တယ်တတိယပြောစစ်ကြောစစ်ဖြစ်တာကြာရှည်မယ်ဂျားမှလှုပ်စားရတဲ့ဒီလက်နက်ကိစ္စတွေချားမောက်ဖို့ဈေးွက်တွေအဲ့ဒီအတွက်တချို့ကလည်းအခွင့်အလမ်းပေါ့ယူပြီးတော့ဒီကိစ္စကိုပေးတယ်တတိယပြောတနိုင်ငံ ဖွံ့ဖြိုးနောက်ကြအောင်လဲလှုပ်တာပေါ့တခြားကိုယ့်ရဲ့ရန်သူနိုင်ငံမျိုးဒါမျိုးတွေလှုပ်တာပေါ့ဒါတွေကကျွန်တော်တို့ဒီရခိုင်ကိစ္စမှာလဲ American back လို့တဲ့ Bangladesh ကိစ္စမှာလဲကျွန်တော်တို့ဒီရခိုင်မှာကိစ္စတွေမှာလဲတကယ်တော့တိုက်ဖို့မလွယ်ပါဘူးမနိုင်ဘူးဒါအနေနဲ့ထည့်ပြောပြရစီဒါဆက်ဆက်လို့ပေါ့နော်ဟိုအဓိကကစစ်စစ်ပွဲတွေကြာရှင်မဲ့လူအရင်းမြစ်တွေ resource တွေပြုံးနေမယ်အဲပြုံးနေလာလို့ဆိုလို့ရှင်ဘာဖြစ်မယ်ဆိုလို့ရှင်တစ်ဖက်နိုင်ငံတွေက အာအတားစီရမယ်ပေါ့ဘာဖြစ်လဲဆိုတော့တခြားနိုင်ငံတွေတားစီရမယ်ခုနိုင်ငံစီးပွားရေးတွေမဖြစ်ဘူးပေါ့ဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့ဒါပါပဲအပြိုင်ဆိုင်ခက်မှာကဲထားလိုက်ပါတော့ဒါက not when နဲ့နိုင်ရဖို့မဟုတ်ဘူးဒါကကျွန်တော်ကိုးကားပြီးပြောတဲ့တဲ့မှာ standing admission ဆိုတာဒီနေရာမှာ admission ဆိုတာကဖြောက်ချက်ဝန်ခံချက် standing ဆိုတာက shocking လို့ပြောလို့ရ shocking ဆိုတာဒါတကယ်ကို and always ဝန်ခံချက်ပြဒါက American CIA ရဲ့ဒီက ex chief ဆိုတာအကြီးအကဲဟောင်းက ဒါစစ်စင်ရဲ့ JK ဟောင်း form of operation ဆိုတာ CIA ရဲ့ဒါပြောကြကြ times drain ကိုပြောတာပေါ့ Thank you ပါ